ကန်တာ1.5ရာဆိုင်ကယ်တွေလည်းဈေးပြန်ကျလာပါပြီဒါကတော့2025 model တပဲဖြစ်ပါတယ် brand new kilo 0မှာ yablet license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရပါပါဒီ canada one five ဆိုင်ကယ်တွေအားဆိုရင်လည်းဒါမြေပြန့် data တွေထက်တောင်ပေါ် data တွေကပိုးပြီးမှလူကြိုက်များကြတာတွေ့ရပါတယ် engine power ကတော့ one five cc နဲ့ထွက်လုပ်ပေးထားပါတယ်ဒီ canada one five ဆိုင်ကယ်တွေကလည်းနာမည်ကြီး canmo company ကနေထွက်လုပ်ပေးတာပဲဖြစ်ပါတယ်ဘိုင်းကွက်ကတော့ litan နဲ့ပြပေးတဲ့ ရီယိုတိုင်ခွက်ကိုပဲတုံးပေးထားပါတယ်ဒီကန်နဝန်ဘတ်ဆိုင်ကယ်တွေကလွန်ခဲ့တဲ့နှစ်လကျော်က35သိန်း36သိန်းအဲ့ဒီတပတ်လည်းဒီဈေးပေါက်ခဲ့တယ်ဒါအခုဆိုရင်တော့ဈေးအများကြီးပြန်ကျလာပါပြီလက်ရှိမှာအခု28သိန်းခွဲဝင်းကျင်နဲ့စတင်ဝယ်ယူလို့ရနေပါပြီခင်ဗျာဆိုင်ကယ်စတန်ကစားကျင်နေဆိုတဲ့မိတ်ဆွေတွေအတွက်ဒီမှာ PNC ကနေထွက်လွက်လိုက်တဲ့ PNC MSA ဆိုင်ကယ်ရှိပါတယ်ဒီဆိုင်ကယ်ကတော့အခုဒီရဲ့ပိုင်းမှာ ဈေးကွက်ထဲကို PNC ကနေစတင်မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်မှာဆိုရင်ဒါအိတ်ဇောတွေကအိတ်ဇော၄လုံးပါမယ်ဟိုဘကောဒီဘကောပေါ့နော်အိတ်ဇော၅လုံးစီပါအားလုံးအိတ်ဇော၄လုံးနဲ့ပါအင်ဂျင်မဘွားကတော့1 device CC နဲ့ပဲဖြစ်ပါတယ်ဂီယာကတော့၄ချက်ပါကလပ်ဆွဲပြီးဆိုင်ကယ်စတန့်ကစားခြင်းနဲ့လူငယ်တွေကတော့ပိုးပြီးမှကြိုက်ကြပါတေးကြပါတယ်ဒီမှာဒါရုပ်ထွက်လေးရလဲတကယ်ကိုတော်တော်ကိုလှတယ် ကာလာတော့ဒါအနစ်ရောင်ပေါ်မှာမှဒါရွှေရောင်အနာကုတ်တွေเนาะတော်တော်ကြီးကိုလှပါတယ်เนาะဘိန်းငွေတွေဆိုလဲဒါတာဆိုင်တွေကကြီးတယ် shift brake ကတော့ disc brake နဲ့ထွက်လုပ်ပေးထားပါတယ်အင်ဂျင်မဝါကတော့1.5 cc နဲ့ပဲဖြစ်ပါတယ်ဖောက်ကတော့ခါပေါင်းနဲ့ဖြစ်ပါတယ်ခါပေါင်းနဲ့ဖြစ်တဲ့အတွက်ဒါဆိုင်ကစတန်ကစားတဲ့လူတွေကပိုးပြီးမှကြိုက်ကြမှာတေးကြတယ်ဒါအရင်တော့ဆိုရင်ဒါကြံကာလာတွေမှာဆိုလဲဒီလိုမျိုးခါပေါင်းနဲ့ဆိုင်ကလေးတွေက လူငယ်တွေကြားထဲမှာတစ်ခက်တစ်ခါကရေပန်းစားခဲ့ဘူးပါတယ်။ဖိုင်ကုံအကျယ်ဝင်းကိုကြည့်မယ်ဆိုရင်လူနေရောက်တော့ကောင်းကောင်းစီးလို့ရတယ်။ဒါပေမဲ့ပုံမှန်မန်နူရဂီယာဆိုင်ကယ်တွေလိုတော့တားကြီးချောင်ချောင်ကြီးကြီးတော့စီးလို့မရဘူးပေါ့နော်။ပြီးတော့ဒိုင်ခွက်ကတော့ digital ဒိုင်ခွက်နဲ့ပါ။ဒါဒိုင်ခွက်ကချစ်စရာလေးဒီမှာဆိုရင်ဒါကျွန်တော်တို့ဒိုင်ခွက်က digital ဒိုင်ခွက်နဲ့ဥမာကာလာရောင်စုံနဲ့ထွက်လုပ်ပေးထားပါတယ်။ဒီမှာဆိုရင်ဒါကာလာလေးတွေကရောင်စုံကိုကြိုက်နေတဲ့ကာလာကို ချိန်လို့ရပါတယ်။ဆိုင်ကယ်လက်ကင်တွေကိုလည်း fancy လက်ကင်တွေနဲ့အလှဆင်ပေးထားတာတွေ့ရပါတယ်။ရုပ်တရည်ကြည့်လိုက်ရင်တော့ fancy အလှဆင်ပေးထားတယ်လို့ထင်ရလောက်အောင်လှပနေတာတွေ့ရပါတယ်။ shift break ရော now break ရော display တွေနဲ့ထွက်လုပ်ပေးထားတာတွေ့ရတယ်။နောက်ပိုင်းမှာဆိုရင်ရွှန်းကာကနှစ်ခုပါတာကိုတွေ့ရပါတယ်။ဒီနောက်မှာရောဒီရှိလေးမှာရောရွှန်းကာနှစ်ခုပါပါတယ်။ဒီဆိုင်ကတော့ model က2025 model ပါ။ brand new kilo 0မှာ ရပ်လက်လိုင်စင်ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့59လမ်းနဲ့134လမ်းတောင်းက H5 ဆိုင်ကယ်ရှိုးရူးမှာဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာလောလောဆယ်မှာဒီဆိုင်ကယ်ကိုရပ်လက်လိုင်စင်ကြီးပါပြီးတော့မှ730ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်စုစုပေါင်း exhaust လေးလုံးနဲ့တွဲရထွက်လုထားတဲ့ဒီဘရူဂျင်းနေတဲ့မိတ်ဆွေတဲမှာရော MSX ဆိုင်ကယ်ကြိုက်တဲ့သူတွေဘရူရရှိလဲရှိတယ်ဆိုရင်ခွန်းမတ်မှာ yes လို့ရေးပေးခဲ့ပါအောင်နာမည်ကြီးကမ်ဘိုကုမ္ပဏီကနေထုတ်လုပ်တဲ့ကမ်ဘိုဝက်ဘာဝန်ထမ်းဆိုင်ကလေးဈေးပြန်ကျလာပါပြီဒါကတော့ model က95 model ပဲဖြစ်ပါတယ် brand new kilo 0မှာ tablet license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာပါကာလာတော့ရောင်စုံနဲ့ထွက်တယ်အဖြူရောင်ရောအပြည့်ရောင်ရောနေ6ကာလာရောကာလာတော့ရောင်စုံဖြစ်ရှိပါတယ်ဝီဒီကတော့ spoke wheel နဲ့ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဒါချိန်ပုံအပြည့်နဲ့ထွက်လုပ်ပေးတာတယ် engine ဘဝကတော့110 cc နဲ့ ထွက်လုပ်ပေးထားပါတယ်ခင်ဗျာဂီယာတော့၄ချက်ပါရှေ့ဘရိတ်ရောနောက်ဘရိတ်ရောကိုဟက်ဘရိတ်နဲ့ထွက်လုပ်ပေးထားပါတယ်ကမ်မိုးရဲ့ဗာဝါနဲ့ဆိုင်ကရဲ့ဆိုင်ကဂွေတွေကတော့စပုတ်တန်ဂွေနဲ့ထွက်လုပ်ပေးထားတယ်စိုက်ကတော့16လက်မှဝီဆိုင်နဲ့ထွက်လုပ်ပေးထားတာကိုတွေ့ရပါတယ်ခလင်မာတော့ခါကယ်ရီယာတန်းက fancy အလားတဘောမျိုးပဲတက်ဆင်ပေးထားတယ်တူလီမိုလီပစ္စည်းတော့ညှက်လို့ရမှာမဟုတ်ပါဘူးဒိုင်းခွက်ကတော့ယူလစ်တာနဲ့ပြတ်ပေးတဲ့ဒိုင်းခွက်ကိုပဲတုံးပေးထားတယ် ဒါခုနောက်ပိုင်းဝိရဖာ1နဲ့ဆိုင်ကြီးတဲမှာဆိုရင်ကမ်ဘိုဝိရဖာ1နဲ့ဆိုင်ကြီးကလည်းပိုးပြီးမှအစည်းများလာတာကိုတွေ့ရတယ်။အခုလိုဈေးပြန့်ကျလာတဲ့ကမ်ဘိုဝိရဖာ1နဲ့ဆိုင်ကြီးတွေကိုဈေးကျွတ်ချိုနဲ့ဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့59လမ်းနဲ့134လမ်းတောင်က H5 ဆိုင်ကြီးရှိုးတုံးမှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာ။